အားလုံးပဲမင်္ဂလာပါ special football ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရတော့မနေ့ညကကန်သွားတဲ့ Chelsea အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်ကိုကျွန်တော်အမြင်ကျွန်တော်တူးတဲ့အမြင်ကိုသုံးသပ်ပေးပြသည်ပထမအဦးဆုံးအနေနဲ့ Chelsea အသင်းကတော့လက်ရှိပွဲမတိုင်ခင်မှာသူအနေနဲ့ Manchester United အသင်းကိုအမ် Manchester United အသင်းကိုရှုံးနိမ့်ထားပြီးတော့ဒီနေ့လက်ရှိပွဲမှာလည်း Chelsea အသင်းအနေနဲ့အိမ်ဝင်ပွဲစဉ်ဖြစ်တဲ့ အိမ်ဝင်ပွဲစဉ်မှာတော့ Chelsea အသစ်အနေနဲ့ Brighton ကိုလက်ခံရှင်ပြိုင် Stamford Bridge မှာလက်ခံရှင်ပြိုင်ကစားခဲ့ပေမဲ့ Chelsea အသစ်အနေနဲ့ Brighton အသင်းကို3-2တကူနဲ့ရှုံးနိုင်ခဲ့ရလဲဖြစ်တယ်။ Chelsea အသစ်အနေနဲ့ပထမပိုင်းမှာဆော်ဤကိုကိုယင်ရခဲ့တယ်ဆိုပေမဲ့လေ Chelsea အသစ်အနေနဲ့သူ့ရဲ့အဓိကကစားသမားတွေမပါဝင်တဲ့ အလျောက်ချဲစီတဲ့အနေနဲ့အနှဲငယ်တော့ရှော့နေတာကိုတော့တွေ့ရတယ်ကျွန်တော်တို့ချဲစီတဲ့အနေနဲ့ချဲစီတဲ့မှာကိုပါမှမပါဘူးတောင်တန်းမှာဆိုလည်းတိုးစင်ဘာဒီရောမရှိဘူးလူကိုဝဲလည်းမပါဝင်နိုင်ခဲ့သလိုအာနောက်ခံကစားသမားအသည့်ဖြစ်တဲ့ဟတ်တိုနဲ့ချလိုပါတို့အတွဲကိုဒီနေ့ပွဲမှာတော့မြင်ခဲ့ရတယ်ဒါပေမဲ့ပွဲအစပိုင်းမှာဟတ်တိုနဲ့ချလိုပါအတွဲအနေနဲ့ဆိုရင်တော့တိတ်ပြီးပြောစရာမရှိပါဘူးဒီနေ့ပွဲမှာ အန်ချလိုပါအနီကရပြီးသွားတဲ့နောက်ပိုင်းမှာတော့ပွဲရသီးသီးသာသာကြီးကိုပြောင်းလဲသွားခဲ့တယ်ချလိုပါအနေနဲ့ချလိုပါရဲ့အဒီအနီကကလည်းချလိုပါရဲ့အမားမဟုတ်ဘဲနဲ့ကွင်းလက်ကစားသမားအန်ဒရီဆန်ဒိုကနေပြီးတော့မှတဆင့်သူ့အနေနဲ့ဘောလုံးကိုထိန်းလိုက်တဲ့အချိန်မှာအစားထုတ်တာများသွားပြီးတော့အန်တစ်ဖက်ကမီတိုမှမီတိုမှနေလိုက်ပရက်ဇင်ပေးတဲ့လုံးကိုသူ့အနေနဲ့အမ် ချီလိုပါအဲချီလိုပါဘက်အချမ်းရောက်သွားချိန်မှာချီလိုပါရဲ့ရှေးကကသာမောင်ကိုချီလိုပါအနေနဲ့လိုက်ပြီးတော့ဖျက်ဖို့အဲ့လိုမျိုးဖျက်မှာပဲရမှာပဲပြောဒီပြင်အခြားနီလန်းကတော့မရှိဘူးချိုးတက်ကယ်လုံးလုံးမလုပ်ဘူးဆိုရင်အာကိုပေးရမှာပဲပြအဲ့လုံကတော့ဘလူးပဲနေနေဒါပေမဲ့အဓိကမှာကတော့အန်ဒရီဆန်တို့အဲ့ပထမအဲ့အနီကစားဒီအနီကထီးတဲ့လုံကတော့ အကွင်းလေကစားသမားဘရာဇီးကွင်းလေလူငယ်ကစားသမားအန်ဒရီဆန်တို့မှာလုတ်ခဲ့တယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်။ဘာလို့လဲဆိုတော့အန်ဒရီဆန်တို့အနေနဲ့မပိုင်မှုဆိုရင်တော့မဘေးကိုဘောလုံးရှင်းထုတ်တာတို့တခုခုလှုပ်လိုက်လို့ရတယ်။အခုကသူအနေနဲ့ဘောလုံးကိုထိန်းလိုက်တဲ့ချိန်မှာကိုအစာထောက်တာများပြီးတော့သူအနေနဲ့အဲမီဒိုမာရဲ့ live press press လုံးမှုကိုခံလိုက်ရပြီးတော့တစ်ဖက်ကတက်လာတဲ့တိုက်စစ်စာမောင်ကိုပေးတဲ့ချိန်မှာလည်းချက်လို့ပါအနေနဲ့ နောက်ကြကြံခဲ့တဲ့အတွက်ကြောင့်မလို့ချလိုပါနေနဲ့နောက်ကနေခွာရဲ့အနေထားလိုမျိုးဖြစ်သွားတယ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့သာတိုင်လူကြီးရလက်စ်ဒဗန်နာလည်းဖြစ်တဲ့လျောက်ဒီနေ့ပွဲမှာတော့ထပ်ပြီးတော့ဤကပြခံခဲ့ရတယ်ပြီးခဲ့တဲ့ပွဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာလည်းချယ်ဆီအသင်းရဲ့ကိုယ်သမားရောဘတ်ဆန်ချက်ဤကတိုက်ရိုက်ဤကထိခဲ့တယ်လို့ဒီနေ့ပွဲမှာလည်းချယ်ဆီအသင်းအနေနဲ့ချယ်ဆီအသင်းအနေနဲ့အမ်ရောဘတ်အချယ်ဆီအသင်းအနေနဲ့ ချီလိုပါအနေနဲ့အနီကပ်ထိခဲ့တယ်အနီကပ်ထိခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ချဲစီတဲ့အနေနဲ့အတက်နိုင်ဆုံးတော့ကစားကွက်လည်းပြောင်းကစားတယ်နောက်ခံကစားသမားလည်းထည့်ရတယ်တောင်းမှန်သာအဓိကကျွန်တော်အန်ဆူမာရက်စကာကိုနားမလဲတဲ့ချက်ကတော့သူ့အနေနဲ့ကစားကွက်စပြောင်းပြီဆိုရင်တိုက်စစ်ကစားသမားနေရာကိုနောက်ခံဝင်းဘက်ကစားသမားတယောက်ထည့်တာတော့ကျွန်တော်လုံးဝမကြိုက်ဘူးဒီနေ့ပွဲမှာဆိုအဲအစ္စတာဘူဝီလီယံကိုသူ့အနေနဲ့ သုံးကျင်သုံးလို့ရတယ်အီစာဘူဝီလီယံအနေနဲ့ပထမပိုင်းမှာလည်းပထမကိုမရခင်အချိန်လေးကအချိန်လေးတခြားမှာသူအနေနဲ့နောက်တန်းကစားသမားတွေကိုတော်တော်လေးကိုမွေနောက်ခဲ့ပြီးမွေနောက်နိုင်ခဲ့တယ်သူအနေနဲ့အဲကိုသွင်းခွင့်တွေလည်းရခဲ့တကူတော့ထိုးပေါက်ပြီးတော့လည်းသူအနေနဲ့ Brighton အသင်းကိုချိန်ချောင်းနိုင်ခဲ့တယ်ဒါပေမဲ့လည်းတယောက်ရောသွားတဲ့အချိန်ဒီမှာ Malugas တို့ Israbu နေရာကိုဝင်လာတယ်ဝင်လာတဲ့နောက်မှာတော့ Gasto အနေနဲ့ကတိုက်စစ်ကစားသမားတယောက်မဟုတ်တဲ့အတွက်ကြောင့်မလို့ ိုက်စစ်မှာတော့ဘောလုံးရဘူးတော့တိတ်မျောမှန်းလို့မရဘူးကောင်နာလုံးနေလောက်ပဲအာကောင်နာလုံးနေလောက်ပဲမျောမှန်းပြီးဆော့လို့ရမယ်ပေါ့အဲ့ဒီချိန်ဒီမှာအဲတစ်ဖက်ကလည်းနောက်တန်းနောက်ခံကစားသမားတွေဖြစ်တဲ့အချံပေါင်းရဲ့ဘနွားရှိရတဲ့လို့ဝင်လာတဲ့ချိန်မှာလည်းအချံပေါင်းအနေနဲ့အမားတွေပြုတ်လုခဲ့တယ်အချံပေါင်းအမားပြုတ်လုခဲ့တဲ့လုံဆိုရင်လည်းနောက်ဆုံးလုံးပေးလိုက်ရတယ်တုံကို တကူဖြစ်စေမဲ့လုံးကိုအချက်မောင်းအနေနဲ့အမားလုခဲ့တဲ့လူငယ်သားသမားတယောက်နေဒါပဲမဲ့လေအဲနောက်ဆုံးလုံးကတိတ် highlight လို့မမြင်ပေမဲ့ဒါပဲမဲ့ပွဲကနှစ်ကိုတကူရှုံးနေတဲ့ချိန်မှာချိန်မူလဲအိတ်ဆွာတိုင်းလဲရောက်ရှိနေတဲ့ချိန်မှာတော့ချဲစည်းတဲ့အနေနဲ့တိုက်စစ်ဆင်ဖို့ပြုလုပ်ပို့ပြီးပြုလုပ်တဲ့နယ်ဆိုပေမဲ့လဲချစ် bright တစ်ဖက်က brighton အသင်း brighton အသင်းဖြစ်နေတာလဲ chelsea အသင်းတော့တော်တော်လေးကိုတိုင်ပတ်သွားတဲ့အနေထားလို့ဖြစ်ဖြစ်နေတဲ့ brighton အသင်းကိုသူ chelsea အသင်းနေနဲ့ သုံးခုတခုနဲ့ရှုံးနှိမ်ခဲ့တယ်ဖြစ်တဲ့တော့ကြမလို့နောက်ဒုတိယကြော့ဝေးဝင်းပွဲစဉ်ချက်စီးတင်းနေတဲ့ Brighton အင်ဝင်းအဲ Brighton အင်ဝင်းမှာသွားပြီးကန်ရမယ်ဆိုရင်လည်းเชลซีတင်းနေနဲ့ဒီပုံစံအတိုင်းဆိုရင်တော့လွယ်ကူမှာမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့ထင်တယ်เชลซีတင်းနေနဲ့ကတော့အဲအဓိကကစားသမားတွေမပါဝင်ခဲ့တဲ့တခြားမှာရောသူအနေနဲ့မပါဝင်ခဲ့တဲ့ချိန်မှာပါပါဝင်ခွင့်ကစားပါဝင်ခွင့်ရတဲ့ကစားသမားတချို့ကပါဘယ်လိုပြောမလို့အမှား အမားပြူလို့အမားတွေပြူလို့ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ Chelsea အသင်းအနေနဲ့ Brighton အသင်းကိုရှုံးနိမ်သွားခဲ့ရလို့လည်းမြင်နေ Chelsea အသင်းအနေနဲ့အာ Brighton အသင်းအနေနဲ့ပထမအဆုံးခြေပါကိုရတဲ့အလုံးဆိုရင်တော်တော်လေးကို mid mid အာဟုတ်တယ် mid တင်ပေးလိုက်တဲ့လုံး Daniel Webb ခေါင်းတိုက်ဆုံးသက်သွားတဲ့လုံးကြီးတော့တော်တော်လေးကိုကောင်းမွန် ကောင်းမွန်တဲ့ဆုံးသက်နဲ့ကောင်းမွန်တဲ့ဖြစ်တင်ပေါ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်တဲ့ Chelsea သင်းပထမဦး Chelsea သင်းဥဆောင်ကိုတွင်ခဲ့တဲ့အလုံးကလည်းတော်တော်လေးကိုဖြစ်တင်ပေါ်တော်တော်လေးကောင်းမွန်ပြီးကောင်းတိုက်ဆုံးသက်တွင်တာလည်းကောင်းတယ် Brighton သင်းဘက်ကလည်းထိုနည်းတူပဲ Brighton သင်းဘက်ကလည်းဖြတ်တင်ပေါ်လန့်တင်ပေးလိုက်တာတော်တော်လေးကိုခေါင်းမွန်နဲ့ဖြတ်တင်ပေါ်လဲဖြစ်ခဲ့သလိုဘလို့မှာကိုအဲ့လိုလို အဲ့လိုလိုမျိုးဘူသမားတယောက်အနေနဲ့လည်းဖမ်းမှုပါဘလို့မှမဖြစ်နိုင်ဘူးအဲဝဲဘက်အနေနဲ့လည်းကောင်းတိုက်ပြီးအဆုံးသတ်သွားတာတော်တော်လေးကိုကောင်းမွန်ခဲ့သလိုချစ်သူ Brighton သင်းကတော့လူစားလဲလဲမှုတွေမှန်ကန်တယ်လို့ပဲပြောလို့ရမယ် Brighton သင်းအနေနဲ့လူစားလဲလဲလဲတဲ့ထဲကနေပြီးကစားသမား၃ယောက်လောက်ကအထိကိုပါဝင် ပတ်သက်မှုရရှိခဲ့တယ်ဝဲဘက်လည်းကိုသွင်းနိုင်ခဲ့သလို wave wave free လာမျိုးသူအဲ့ကစားသမားဆိုလဲ ဖန်ကိုဖန်ဒီပေးနိုင်ခဲ့တယ်နောက်ထပ်ကွင်းလေကစားသမားတယောက်ဆိုလည်းကိုဖန်ဒီပေးနိုင်ခဲ့တယ်လို့တိုက်စစ်ကစားအဲအဲနောက်ဆုံးကိုသွင်းသွားတဲ့ကစားသမားဆိုလည်းလူစားဝင်ပြီးမှသွင်းဝင်ပြီးမှကိုသွင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Brighton အသင်းရဲ့လူစားလဲလဲမှုတွေကတော့ဒီနေ့ပွဲမှာမှန်ကန်မှုရှိခဲ့ပြီးတော့ Chelsea အသင်းအနေနဲ့ကတော့တယောက်ရော့တဲ့အနေထားမှာတော့ တဖက်ကကိုဘက်ကပဲဦးဆောင်မှုရထားပါစေကိုကပဲပြန်လိုက်ဆော့มาပဲဖြစ်ပါစေဘလို့ဒီအဲချဲစီကတော့တယောက်ယော့သွားတယ်ဆိုရင်တော့သူ့ရဲ့မီဒီယာအန်ဆိုမာရက်စကာရဲ့ဆုံးဖြတ်ချက်တွေကတော့လက်ရှိချိန်ဒီမားနေတော့မယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ရှေ့ပွဲမှာလည်း Manchester United သင်းတဲ့ပွဲမှာလည်းကိုတကယ်လိုအပ်တဲ့အချိန်ကိုတကယ်ပြန်သွင်းနိုင်တော့မယ့်အချိန် ရောက်မှတိုက်စစ်ကစားသမားတွေကိုထုတ်ပစ်လိုက်တဲ့အချက်အတွက်ကြောင့်မလို့ Manchester United နဲ့ပွဲမှာလည်း Chelsea သင်းအနေနဲ့ကိုပြာကို အပေးချတင်းတဲ့အနေထားတွေကနေပြီးတော့တေးမကြဘဲနဲ့ရှုံးနေသွားတယ်ဒီနေ့ပွဲမှာလည်းချဲစည်းတင်းနေနဲ့ပထမပိုင်းမှာကလေးကချီလိုပါအနေနဲ့အနီကထိခဲ့တယ်ထိခဲ့ပြီးတော့ဒုတိယပိုင်းမှာသူတို့တင်းနေနဲ့ကစားအထပ်ကစားပြင်မဲ့လေဘယ်လိုပြောမလဲရှေ့တန်းကစားသမားတွေဖြစ်တဲ့အစ္စတာဘူဝီလီယန်တို့အဲနောက်ထပ်ဒီရဒီမာမပထမဆုံးဘောဘောလုံးဝင်တဲ့ဟိုပြန်လေပါအဲပရီးမီယာလိမှာဘေးဘွယ်စတင်ကစားရတဲ့လာဗီယာအနေနဲ့ကတော့ တော်တော်လေးတော့ထပ်ပြီးစူးစမ်းအောင်မှတော့ဖြစ်လိမ့်မယ်လာဗီယာအနေနဲ့တော့တာမန်ပတ်စင်နေလောက်နဲ့အဲပတ်စင်နေလောက်ပဲလုံနိုင်ပြီးတော့သူအနေနဲ့ကောင်းစွာကွင်းလေအပြားနေရာမှာနေရာရခြင်းလဲဆိုရင်တော့ကိုက်စီတို့ထက်ကိုတော်တော်ကြီးကောင်းမွန်မှာရလိမ့်မယ်ဒါမှမဟုတ်ဘူးဆိုရင်တော့လာဗီယာအနေနဲ့တော့နောက်ရာသီဒါမှမဟုတ်လေနောက်တရာသီနှစ်ရာသီလောက်နေရင်တော့လာဗီယာအနေနဲ့ချဲစီတဲ့အနေနဲ့ထောက်ခွာသွားနိုင်တယ်ချဲစီတဲ့အလည်းရောင်းချနိုင်တယ်ဒီခြေစွမ်းအတိုင်းဆိုရင်တော့လာဗီယာအနေနဲ့ရှေ့ ကိုင်စီတိုလိုကစားကိုင်စီတိုလိုအန်ဆိုဖာနန်ဒက်တို့လိုကစားသမားမျိုးကြော်ပြီးတော့သူ့အနေနဲ့နေရာမရနိုင်ဘူးဆိုတာတော့သူ့အနေနဲ့ကောင်းကောင်းသိရမယ်တစ်ဖက်မှာလည်းချဲစီသင်းကိုရောက်ရှိလာတဲ့ကစားလူငယ်ကစားသမားလေးအန်ဒရီဆန်တို့နီပြအန်ဆိုမာရက်စ်ကအနေနဲ့တော်တော်လေးကိုသဘောကျနေတာဖြစ်ပြီးတော့ဒီနေ့ပွဲမှာအမားလောက်ခဲ့တယ်ဆိုပေမဲ့လည်းသူ့အနေနဲ့အဲချီရင်းဆိုကစားသမားဖြစ်တဲ့လာဗီယာလာဗီယာတို့ဒါပါတော့အဲဒီယာဒီမှာခေါ်ထားတဲ့အဆူဘိုတို့ထက် ပို့ပြီးတော့အန်ဒရီဆန်တို့ကတော့နေရာပို့ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာလည်းရလာနိုင်တယ်အဲအန်ဆိုဖာနန်ဒက်အနေနဲ့လည်းအဲဒါဗန်နန်ဒအနေနဲ့ဆိုရင်တော့ကိုးသွင်းနိုင်တာလွဲပြီးတော့ဒီနေ့ပွဲမှာတော့ကောင်းကောင်းအကောင်းမွန်ဆုံးလုပ်ပြနိုင်တဲ့ခြေစွမ်းမျိုးတော့ကျွန်တော်အနေနဲ့မမြင်ခဲ့ဘူးရစီချိန်အနေနဲ့ကတော့တော်တော်လေးကိုအသင်းကောင်းဆောင်တစ်ဦးဖြစ်တဲ့လျောက်တော်တော်လေးကိုကောင်းမွန်ကောင်းမွန်ကောင်းမွန်ခဲ့တာတွေ့ရတယ်ချယ်ဆီအသင်းအနေနဲ့အတူတူနောက်ဆုံး ိုချုံကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ Chelsea အသင်းရဲ့နီးပြအန်ဆိုမာရက်စကာရဲ့အလူစားလဲလဲမှုတွေနောက်ပြီးတော့ Chelsea အသင်းရဲ့အဘယ်လိုပြောမလဲ first line နဲ့မဟုတ်ပဲနဲ့အရန်ကစားသမားတချို့ပါဝင်ခွင့်ပါဝင်ခွင့်ရတဲ့ပွဲမှာအမားအမားလောက်ခဲ့တယ်အမားလောက်ခဲ့တဲ့အတွက်ကြောင့်မို့သူတို့ second line နဲ့အရန်ကစားသမားဖြစ်နေတာလည်းမဆန်းမှုပြဒါပေမဲ့လည်း Chelsea အသင်းအနေနဲ့ ယခုလက်ရှိပွဲကိုရှုံးသိမ်းသွားတဲ့အတွက်ကြောင့်မလို့ချဲစည်းတင်နေတဲ့ဆေးအဆင့်၈အဆင့်အဆင့်ခွန်အဆင့်၈နေရာလောက်ကိုရောက်ရှိသွားတာဖြစ်ပြီးတော့၄၆ပွဲကစားပြီးတော့၈မှတ်သာရရှိထားသေးပြီးရရှိထားသေးရလည်းဖြစ်တဲ့နောက်ပွဲမှာချဲစည်းတင်နေတဲ့လီဗာပူးတင်နဲ့ကန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချဲစည်းတင်နေတဲ့ထပ်ပြီးတော့ရှုံးပွဲများကြုံတွေ့သွားနိုင်မလားလို့ဒီလိုမျိုးပုံစံနဲ့ဆိုရင်ဘာလို့လဲဆိုတော့ချဲစည်းအသင်းအနေနဲ့ တိုက်စစ်အနောက်ခံကစားသမားတွေပြဿနာတော့တော်တော်လေးကိုကြီးအကြီးအမားဆုံးပြဿနာလို့ပဲဒီဒီနေ့ရာသီမှာတော့အကြီးအမားဆုံးပြဿနာဘာလဲဆိုရင်တော့နောက်ခံပြဿနာလို့ပဲထင်နေပါလို့လို့ဆိုချဲစီးသင်းမှာအာကိုဝဲကိုဝဲဘနောရှိယာချလိုပါဖိုဗာနာဖိုဗာနာဖိုဗာနာတို့၄ယောက်တိတိဆန္ဒဘက်၄ယောက်တိတိတန်ရာရရှိနေတဲ့အပြင် ဒီစာစီကိုပါချေစီနီပြန်အန်ဆိုမာရက်စ်ကနေပြီးအသင်းနဲ့ပြန်ပူပေါင်းခိုင်းမှာမဟုတ်ဘဲနဲ့အဲဆန်နာဘတ်နောက်ဆုံးကြံခဲ့တဲ့နှစ်ယောက်ထဲမှာဆိုအချင်းပေါင်းရဲ့ဘနွားရှိရာရဲ့အဟတ်တူရဲ့၃ယောက်ကြံရှိရမယ်ဟတ်တူအနေနဲ့ကတော့နောက်ခံ၄နေရာလုံးမှာကစားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ချယ်ဆီအသင်းအတွက်တော့အနည်းငယ်ရွေးချယ်စရာကစားသမားရွေးချယ်စရာတုတ်ခုပိုပိုတဲ့အတွက်ကြောင့်မလို့ချယ်ဆီအသင်းအနေနဲ့တော့နည်းနည်းလေးပိုကောင်းခဲ့ပိုပြီးတော့ မဆိုးလာတဲ့အခြေအနေတခုလို့တော့ကျွန်တော်အနေနဲ့သုံးသပ်ရှင်တယ်ဒါပေမဲ့လည်းနောက်ပွဲကလီဗာပူးနဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ချဲဆီးတင်းနေနဲ့အများကြီးအများကြီးပြင်ဆင်တာထားမှသာချဲဆီးတင်းနေနဲ့အဲလီဗာပူးအသင်းထံကနေပြီးတော့ အိမ်ဝင်းမှာကစားမှာဆိုပေမဲ့လေလီဗာပူးသင်းထံနေပြီးတော့ချဲစီသင်းနေနဲ့မနေ့ကိုအမတ်ရအောင်ကြိုးစားရမယ်ပွဲနောက်တစ်ခါနောက်ထပ်တစ်ပွဲရလဲမနေ့ကိုကြိုးစားရမယ်ပွဲဖြစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲမှာချဲစီချဲစီအသင်းနေနဲ့ရှုံးနေသွားတာတော်တော်လေးကိုနင်းနာတဲ့နင်းနာခဲ့ရတဲ့ရှားမတ်တွေလိုပဲကျွန်တော်အနေနဲ့သုံးသပ်ခြင်းနဲ့နောက်ဆုံး အပိတ်အနေနဲ့ပြောချင်တာတော့ Chelsea နီးပြ Anzu Maresca အနေနဲ့ဒီပုံစံတိုင်းသူ့အနေနဲ့လူစားလဲလှယ်မှုအမားမားရွေးနဲ့လူစားလဲလှယ်မှုတွေထပ်လုံနေမှာဆိုရင်တော့ Chelsea တဲ့ကနေမကြခင်အကာလာပိုင်းခြားတွေမှာ Chelsea တဲ့ကနေပြီးတော့ထုတ်ပယ်ခံရလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်သူဘိုင်သူပဲဖလားဟုတ်ပဲယူပေးခဲ့ယူပေးခဲ့ Chelsea တဲ့အနေနဲ့အာသူတို့လိုချင်တဲ့ပုံစံမဟုတ်ရင်နီးပြတွေကိုထုတ်တက်တာထုတ်တက်တယ်ဆိုတာတော့အားလုံးသိပြီးသားဖြစ်လိမ့်မယ်အဲဒါကတော့ကျွန်တော် ကျွန်တော်အနေနဲ့ Chelsea တင်းနဲ့ Brighton တင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်အနေနဲ့ကျွန်တော်မြင်သလောက်ကျွန်တော်မြင်သလောက်ကျွန်တော်အာတည်သလောက်အဲ့လိုမျိုးပြန်လဲသုံးသပ်ပေးတာလည်းဖြစ်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတစ်ခုမှကျွန်တော်တို့အနေနဲ့ပြန်လဲဆုံတွေ့ပါမယ်။